အားလုံးပဲမင်္ဂလာပါရှင်ရောပဒေတာ channel မှာကြိုဆိုလိုက်ပါတယ်ဆရာချစ်ဦးညိုရဲ့ရာဇကုမာရဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ရာဇကုမာရအပိုင်း7ဓမ္မတတ်သည်ဆရာတော်ကြီးအမှုပြုသောတန်ဃာတော်များအားမေမေစွန့်အမှုဌာနဖြင့်ပူဇော်သည့်အလှပွဲပြီးသည့်နောက်၃ရက်မြောက်တွင်ကျွန်ုပ်ဒညဝရီတို့ ထွက်ခွာခဲ့ရသည် မရဏကာလံပြိယန္တံအစချီကယရနာသုံးပါးကိုစီးကပ်ကိုးကွယ်ပါဤဟုမေမေရွတ်ဆိုခဲ့သည်မေမေဤအပြုအမူကိုမူလကကျွန်ုပ်မသိခဲ့တေဆုံးသူများအားတုတ်တန်တွင်တရဏဂုံတင်သော အမှုကိုမေမေကအသက်ရှင်လျက်ဖြင့်မိမိကိုမိမိထိုသို့တရဏဂုံတင်ခြင်းမှာမထိတ်တာမလန့်တာဖြစ်ရကြောင်းမမေကိုကျွန်ုပ်ပြောခဲ့သည် ဆရာတော်ကတေသူ၌တရဏဂုံတင်ခြင်းသည်အချင်းဤဖြစ်ကြောင်းနှင့်အသက်ရှင်စဉ်မိမိကိုမိမိဤသို့တရဏဂုံတင်ခြင်းသာလျှင်အတ္တတဏိယတဏတရဏဂုံယရဏသုံးပါး၌စောက်နှင်း၍ကိုကိုကိုစွန့်ခြင်းတမ္ပရာယနတရဏဂုံယရဏသုံးပါး၌လဲလျောင်းခြင်းတိတ်တာဘာရူပက ်မနတရဏဂုံယရဏ၃ပါး၌တပည့်အဖြစ်စည်းကပ်ခြင်းပါဏိပါဒတရဏဂုံယရဏ၃ပါး၌အသက်ဆွ၍ကိုးကွယ်စည်းကပ်ခြင်းတရဏဂုံ၄မျိုးကို ဟောကြားလျက်မေမေဤတရဏဂုံတင်ခြင်းသည် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏စစ်မှန်သောအပြုအမူဖြစ်ကြောင်းမိန့်တော်မူလေသည် မမဲအလူပွဲပြီးသောအခါဆရာတော်ကကျွန်ုပ်နှင့်ပတ်သက်သောစကားဆိုရန်ရှိသည်ဟုမိန့်ပြန်သည်ခမဲတော်မင်းကြီးနှင့်ဆက်လင်း၍မိတို့ဆိုဆုံးမအုံမြည်သည်ဟုကျွန်ုပ်တွေးမိကစိတ်နှလုံးကျဉ်ကျက်သွားခဲ့သေးသည်သို့သောဆရာတော်မိန့်တော်မူသည်မှာခမဲတော်နှင့်မပတ်သက်ခဲ့ကျွန်ုပ်နှင့်ဓာတ်ရိုက်ပတ်သက်သော အကြောင်းချင်းရာပင်ဖြစ်သည်တူရင်တောင်ချေမှာ တကားတော့မင်းကြီးဟာရေကန်တကန်တူးပြီးကြာမျိုး၅ပါးစိုက်ခဲ့တယ်။လူသူ၄ပါးအရောက်အပေါက်မရှိတဲ့အဲ့ဒီဒေသကိုဘေးမဲ့တော်သတ်မှတ်ထားတယ်။ကျင်းငက်တာရကာတွေဘာသာဘာဝတွန်ကျူးတန်ကလွဲပြီးအတံပလန်တွေတိတ်ဆိတ်အလွန်သားရအေးချမ်းတဲ့နေရာဖြစ်တယ်။အဲ့ဒီရေကန်ကြာတော်ဥယျံမှာပြိရက်ကတ်တိုက်တစ်ခုတီးဖို့ရှိတယ်တကားတော့လေ။ပြိရက်ကတ်တိုက်ဝေးလံတီးခေါင်တော့ တူရင်တောင်ချီအရက်ဒေတာကျွန်ုပ်နဲ့မိတို့တက်ဆိုင်မည်နည်းဟု တွေးမိစဉ်ပိရကတ်တော်ပိရကတ်တိုက်တိဆောက်ဖို့ပိရကတ်တော်များထားရှိပူဇော်ဖို့တာမကအဲ့ဒီမှာပိရကတ်တော်များကိုတင်ယူလေ့လာဖို့အတွက် တကားတော်လေးဦးစီးဆောင်ရွက်ရလိမ့်မယ်တိခါသုံးပါးနဲ့ပြည့်စုံတော်မူတဲ့တန်ဃာတော်ခုနှစ်ပါးတို့ကပိရကတ်တိုက်ရဲ့အလှဲ့ကျအဆိုးအမှုများအဖြစ်သတင်းသုံးကြလိမ့်မယ် ဒီအမှုတွေကိုဆောင်ရွက်ဖို့တကားတော်လေးလက်ခံစီလိုတယ်။မဟာထေအရှင်အရှင်မောဂလိပုတ်တသိတအရှင်သူမေဒပန်တိတ်အရှင်ဗြမပါလအရှင်ဗြမဒီဝအရှင်သောနာအရှင်တင်ကတေနဟောရပနိတ်ဆရာတော်ကြီးခုနှစ်ပါးဤအမည်စည်းင်းကိုဆရာတော်ကကျွန်ုပ်အားပြသသည် မေမေကထိုတာဝန်ကိုယူရန်ကျွန်ုပ်အားလှိုက်လဲစွာတိုက်တွန်းခဲ့သည်တိုင်းပြည်နှင့်နိုင်ငံကိုထိပါတဲ့ကော်ပနီရန်သူတပ်တွေကို ထွက်တိုက်ဖို့တေနာပတိမင်းခက်အပ်ခံလိုက်ရတာမျိုးထက် ပိုပြီးကြီးကျယ်တဲ့အလုပ်ပဲသားဟွာကစစ်တေနင်ကနဲ့မျိုးချားရန်သူကိုတိုက်ရတာအခုဟာကအဝိဇ္ဇာနဲ့မောဟတွေကိုတိုက်ဖို့တားကိုဓမ္မတေနာပတိအဖြစ်ခန့်အပ်လိုက်တာလို့နားလည်ပါသား ဂုံယူပါတာဟုမမေကမျက်ရည်တွေဝဲကပြောခဲ့လေသည်ဆရာတော်ဤမိမ့်မာချက်မမေဤအားပေးချက်များကြောင့်ထိုပြရကတိုက်ကိစ္စကို ကျွန်ုပ်လက်ခံလိုက်ရတော့လဲစိတ်ထဲမှာမူလိုက်လဲဝင်စားခြင်းမရှိခဲ့တူရင်တောင်ခြေဒေတရေကန်တကန်နှင့်ဘေးမဲ့တော်ဟူသောအချက်များကသာ လူသူလေးပါးနှင့်တီးခြားနေလိုသောကျွန်ုပ်ဤစန္ဒနှင့်ใกล้ညီသဖြင့်လက်ခံခဲ့ခြင်းဖြစ်လေသည် သို့သော ထိုပြည်ရက်ကတိုက်ကိစ္စကိုစတင်ရန်ပြင်ဆင်နေချိန်မှာပင်ညဝရီတန်ပြင်အဖွဲထံမှ စာချုပ်ရောက်လာခဲ့သည်ရခိုင်ဒေသတပ်မျိုးနွယ်အုပ်စုတစုဖြစ်သောမင်းကတုံဤလူများလှုပ်လှုပ်ရှားရှားရှိနေကြောင်းထောင်ထားခြားနာရန်လူသူလက်နက်စုနေသည်ဟုသတင်းရကြောင်းနှင့်ညဝရီမင်းကိုယ်တော်တိုင်ကြွချီရှင်းလင်းပေးပါရန် တောင်းပန်လျှောက်ကြားစာဖြစ်သည် မမေဤကျမ်းမာရေးမှာလည်းအတော်အတန်ကောင်းမွန်တိုးတက်လာခဲ့ပြီဖြစ်ရာပြရကတ်တိုက်ကိစ္စ၌စိတ်အားထက်သန်ခြင်းမရှိသည့်အတူတူတောင်စဉ်ခုနှစ်ခရိုင်ရေးပေါ်လာသည့်အတွက်ကျွန်ုပ်ဒညဝရီတို့ထွက်ခွာခဲ့သည်ရှုပ်ထွေးသောအတွေးစင်များဖြင့်ဖွဲ့ချခြင်းခံရသည့်ဤအရိမရဏပူရမြေပေါ်မှထွက်ခွာခဲ့ရခြင်းကိုကျွန်ုပ်ကျေနပ်မိသည်မှာလည်းအမှန်ပင်ဖြစ်လေသည် တပ်မျိုးနွယ်စုမင်းကြုံဤလူများထောင်ထားခြားနားမှုမှာပြောပလောက်เสียမဟုတ်ကြောင်းတွေ့ရလေသည်စင်စစ်မှုတပ်မင်းတုံကိုတိုင်းဒီပင်လင်ခမဲတော်ဤခြေအေးစစ်ဆက်မှုအရရံမီးငိမ့်တပ်ကမဟာမိတ်လက်အောက်ခံဖြစ်ပြီးခဲ့ပေပြီတပ်မျိုးနွယ်စုတို့သည်သူတို့ကောင်းဆောင်မင်းကြုံဤစစ်ပြေငိမ့်ရေးကိုလက်မခံနိုင်ကြပဲရှိသမျှလူသူလက်နက်ကိုစုဆောင်းကတဆက်ခမ်းထားကြခြင်းသာဖြစ်သည် ကျွန်ုပ်ကိုယ်တိုင်တက်ဦးတကောမှခြိတက်လာပြီဟုသတင်းရလင်ရခြင်းပင်တက်မျိုးနွယ်စုတို့သည်အလွယ်တကူပင်အညံ့ခံကြလေသည်သူတို့အားလုံးကိုတုံအဖြစ်ခေါ်ဆောင်ခဲ့ပြီးမှတုံမှလွတ်ကာတောင်စင်ခုနှစ်ခရိုင်အနက်မှတခုသောခရိုင်ဤအစိတ်အပိုင်းနယ်ပယ်တက်မှတ်ပေးထားလိုက်သည်ထိုအခါတက်မျိုးနွယ်စုတို့သည်ခြေနက်ဝမ်းမြောက်စွာဖြင့်ငြိမ်းချမ်းသောတစ္ဆာတော်ခံများအဖြစ်ကိုခံယူသွားကြသည်ဒညဝရီနေပြည်တော်တွင် မင်းဗန္နာအခွန်တုတ်များအရေးကိုစီမံခန့်ခွဲရန်လဲပြောပလောက်အောင်မရှိပေကျွန်ုပ်ကိုစားအာနာတက်ရောက်စီလိုက်တော့တံပြင်းအမတ်အဖွဲနှင့်ပင်အားလုံးနေသားတကြရှိခဲ့ပြီးဖြစ်သည်တညဝရီနှင့်တောင်စင်ခုနှစ်ခရိုင်ကိုလှဲ့လေရင်ဆောင်ရွက်ဖွဲ့များနှင့်အချိန်ကိုကုံလွန်စေခဲ့သည်ဤကာလများအတွင်းမင်းမှုရေးရများ၌စိတ်ကိုနှိမ့်မြုပ်ထားနိုင်ခဲ့တော့လဲအမှုကိစ္စများပြီးဆုံးသွားသည်နှင့်အတွေးများပြန်လွင်ရပြန်သည်မေမေ ်ခမဲတော်မင်းကြီးဓမ္မတတ်သည်ဆရာတော်အရှင်အရဟံအမတော်ရွှေရင်တဲ့တို့သားအမိအကြောင်းများက အတွေ့အဲကိုအလိုအလျောက်ပင်ဝင်ရောက်လှည့်လည်ကြသည်မင်းနန်သူရွာကွန်တာယာမှဖြစ်ရက်ကလည်းပူနွေးလက်ဆက်ဆဲအထီးတဲ့ခံစားရမှုဖြင့်စောက်တီမဲ့ဝေဒနာများက ပေါင်ပင်ခက်လာကြသည်တညရီစိတ်ကန်းတွင်ကြုံခဲ့ရသောဥဖီဤဖောင်ဖွဲ့လေးခြင်းမှုမှတေနင်ကပြည့်ရေကိုလည်းအမှတ်တရတွေးမိသည် ပြက်ခွေတောထဲတွင်ကျွန်ုပ်ဤလှန်လင်းနှင့်လောင်းစီသူဤမြားတံတို့အတူတကွစုံစည်းဆွဲဝင်ကလဲကြသိဆုံးနေသော တောဝက်ကြီးကိုလည်းမြင်ရောင်ပြန်သည်မေမေဤစူးရှထက်မြက်သောစကလုံးများအရှင်ရဟန်းဆရာတော်ကြီးဤဆုံးမစကားများ ခမဲတော်မင်းကြီးဤဇရာဖြစ်စီသောမျက်နာနှင့် ရီဝေမှုံသည့်မျက်လုံးများကဆက်ရဆောင်ဤညများစွာတို့ကိုခြေလှယ်နေကြသည် ငဆောင်ချမ်းရွာသားတယောက်ရေရွတ်ခဲ့သောစကားများကလည်းနားထဲမှမထွက် အမတော်ရွှေရင်သေးဤဂိယူနာကြီးနှင့်မြစ်တာမြက်ဝန်းအိမ်များအနီးတွင် လောင်းစီသူဤမျက်နာပေါ်လာတတ်သည်တခါတည်းရန်အိမ်မက်ထဲ၌ကျွန်ုပ်သည်တရဘာမုတ်တကားဝရတွင်ရက်နေသည်ဟုမြင်မှတ်သည် ကျွန်ုပ်၏ရှေ့တွင်လင်းမွာများသည်မြားမြောင်လှစွာ အပြားအိုင်းဖြာထွက်နေရရမိသည့်လမ်းကိုရှောက်ရမှန်းမသိပဲခြောက်ချနေသည် ထိုအခါ ကျွန်ုပ်ဒီအိမ်မက်မလန့်တို့ကမောဟိုက်နေတတ်လေသည်တခါတရံလဲအိမ်မက်ထဲတွင်ကျွန်ုပ်ဒီကြီးမားလှစွာသောကွန်ပျောက်တရားယုံကြီးတစ်ခုတည်းရောက်နေတတ်သည်တင်ဖမတရဆိုးအဖွဲ့ဝင်များမှကွန်တစ်ခုလုံးပြည့်ရှိနေပြီးကျွန်ုပ်နှင့်တရားရှင်ဘက်မှအမတော်ရွှေရင်တဲ့နှင့်အလောင်းစီသူတို့ဖြစ်နေသည်ကျွန်ုပ်တို့အမှုဖြစ်ပွားကြသည်မှာထီးဖြူတလက်ကိုပိုင်ဆိုင်ငင်းပွားမှုဖြစ်ပြီး တင်ဖမအဖွဲ့ကကျွန်ုပ်ကိုအနိုင်ပေးစီရင်လိုက်ကြသည်ထီးဖြူကိုကျွန်ုပ်လှမ်းယူလိုက်ပြီးနောက်ကျွန်ုပ်လက်ထဲရောက်လာသောအခါထီးဖြူမဟုတ်တော့ပဲပြက်ခွေတောင်ပေါ်မှမုတ်ဆိုးငဆင့်လှမ်းပေးသောတောဝက်တစိုးကင်ကြီးဖြစ်နေလေရာခြောက်ချတုံလုံးစွာဖြင့်အိမ်မက်မှလန့်နိုးခရပြန်လေသည်၆အိမ်မက်များကိုသာတခုမဟုတ်တခုမြင်မက်လာသည့်နောက်ဆုံး၌ညဟိုရီတွင် ကျွန်ုပ်တကိုယ်တည်းအထီးကျန်ဆက်လက်မနေသင့်တော့ဟုစဉ်းစားမိသည် မင်းတပါးဤအစာအယောင်များနဲ့ဘုံအာနာတို့သည်လည်းကျွန်ုပ်ဤငိမ့်အေးပြည့်စုံမှုကိုမပေးနိုင်ကြ။တမ္ပဒီပတိုင်းနဲ့အရိမရဏပူရနေပြည်တော်တို့သည် ပူနွေးသောအခိုးအငွေ့များနဲ့ကျွန်ုပ်ကိုစွဲငင်ဖန်းစားနေသည်ဟုခံစားလာရသည်။ထို့ကြောင့်ဓညဝရီတို့ရောက်ပြီးတလမပြည့်မီမှာပင်အရိမရဏပူရတို့ပြန်ရန်ကျွန်ုပ်ဆုံးဖြတ်လိုက်တော်သည်။ဤဆုံးဖြတ်ချက်အတိုင်းအလင်းအမြန်မဆိုင်မတွပြန်ဖြစ်စေသောနောက်ထပ် အကြောင်းတစ်ခုပေါ်ပေါက်လာသည်ယင်းကအရိမရဏပူရမရောက်လာသောမြင်းစေတမန်ဖြစ်သည်မြင်းစေတမန်သည်အမတော်ရွှေင်သေး၏တဝင်ကိုတည်ဆောင်လာသည်တဝင်ပါအကြောင်းအရာမှာမမဲ့ဝေဒနာတဲနေ၍အ мян ဆုံးလာခဲ့ပါယံမှားကြားချက်ဖြစ်လေသည်ဝက်ကြီးအင်းရွာဆက်တောအုပ်သို့ရောက်ချိန်မှာညံ့တကောင်ချင်းတော်မြီဖြစ်သည်မမဲ့အတွက်ကြီးစွာသောပူပန်ကြောင်းကြားစိတ်ဖြင့် အရက်အနာမရှိသလောက်နေရောညပါခီးပြေးနှင်ခဲ့လျာဝက်ကြီးအင်းရွာအဝင်တောအုပ်ရောက်သောအခါမြင်းသည်ကလန်အစုမှ မြင်းကြီးများမှမြင်းတဲ့ကလန်အစုမှ မြင်းကြီးများမှအစမတန်မောဟိုက်၍ခြေကုံသွားကြတော့သည်ကလန်မှုတအူးကပိမ့်ပိတ်သားမဲမှောင်နေသော တောအုပ်ကိုညွန်ပြကဆက်လက်သွားရန်မြည်တို့မြမဖြစ်နိုင်တော့ကြောင်းမြင်းများမှလည်းမျက်ဖြူလန်ကား အမြုပ်တစီစီထွက်နေပြီဖြစ်ကြောင်းပြောလေသည်ကျွန်ုပ်ကိုယ်တိုင်လည်းဓညဝရီမှတံပဒီပတိုင်းသို့အရောက်ခရီးတစ်လျှောက်တွင် မြင်းသုံးစီးအထိလဲခဲရသည်ဖြစ်လျာကလန်မူ၏စကားကိုမငင်းသာတော့ပေထို့ကြောင့်ဝကြီးရင်တော်၌တညတာခိတ္တနာ၍စခန်းချရန်အမိန့်ပေးလိုက်ရသည်ဝကြီးအင်းနှင့်ခြေခီးဖြစ်သောလေရားရွာအကြာခီးမှလည်းတောင်ကမှုများ ရှိုးများအတိပြီးသောခยีခဲဖြစ်လေသည်လေရားရွာပြီးလျင်တောင်ပီကိုကြော်ဖြတ်ရမည်တောင်ပီကိုလွန်ပြီးမှအရိမရဏပူရနေပြည်တော်သို့ဝင်သောလမ်းမကြီးဆုံရသို့ရောက်မည်တညတာစခန်းချတဲ့ဆိုပေမဲ့အာယုံတမ်းမီဆိုတာနဲ့ချက်ချင်းထွက်မယ်မင်းတို့အားလုံးနိုးနိုးကြကြရှိကြလေရားနဲ့တောင်ပီကိုတနေ့ချင်းတွင်နှင်းမယ်နေပြည်တော်လမ်းကြီးဆုံရကိုညနေနေဝင်ချိန်ရောက်ရမယ် ကျုံးမျိုးရိုးတကားငယ်ကိုညံ့ဦးမှာရောက်ရမယ်အရှိတရပါအလဲတကားမုတ်ကြီးကနေမဝင်ဘူးခီးတူဆုံးနဲ့အမြန်ဆုံးဖြစ်အောင်တို့နှင်းရလိမ့်မယ်ကလန်ရဲမက်များကိုအဆောင်အလက်ကင်းချထားပြီးနောက်ကျွန်ုပ်ကញင်ပင်ကြီးတပင်အောက်သို့ဝင်ခဲ့သည်မိရုပ်တိုင်များကိုမငိမ့်သက်ပဲတစ်ခွတစ်ပင်ကွာကြားနဲ့မြေပြော့၌စိုက်ထားရန်လဲအမိန်ပေးလိုက်သည်ရဲမက်များအတုံးယုံအိပ်ပီဖြစ်တော်လဲကျွန်ုပ်မှမူမမဲအတွက် ကြီးစွာသော ပူပန်သောကကြောင့်အိယံမစင်စားနိုင်အိတ်ချင်းစိတ်လည်းစိုးစင်းများမရှိအာယုံတန်းလာမြည်အရှိတ်ကောင်းငင်ကိုသာမမိတ်မတုံစောင့်ကြည့်ရင်မမဲအတွက်မနာတန်းဆူတောင်းနေမိတော်သည်မမဲတခုခုဖြစ်မသွားပါစေနဲ့တားလာနေပါပြီမမဲကျွန်ုပ်ဤတခုဒီသောကဘာလောက ကျွန်ုပ်ဤရှင်တန်ခြင်းကျွန်ုပ်ဤအသက်ဝိညာဉ်မမဲဖျားရှင်တကူတော်နှင့်မမဲဝေဒနာတတ်တာပါစေ နိုးကြားပူလောင်သောအာယုံတွင်ထူးခြားသောတစုံတစ်ခုကိုရရှိခံစားလိုက်ရသည်အမဲလိုက်လေကျွမ်းကျင်ခဲ့ခြင်း၏အလိုလိုအသည့်ဖြင့်အမောင်ရိပ်စီမှတစုံတစ်ခုကိုအနံ့ရလိုက်သည်ပိမ့်ပိတ်သားမဲမောင်သောတောအုပ်အလင်းချီနေသည့်ကောင်းငင်မှဖြော့တော့သောကြယ်ရောင်မိတိုင်အလင်းရောင်ဖြန့်ကျက်ရောက်ရှိရာတစ်ဖက်ခင်တန်းစီမှလှုပ်ရှားမှုတစ်ခုဂျိုးဂျိုးကျွတ်ကျွတ်အသံတရိစံတကောင်ဤအလိုလိုတိတက်သည့်အာယုံမျိုးဖြင့် ။ကញင်ပင်ကြီးပင်စီမှရုတ်ခနဲခွာကမြေပြင်သို့လူးလိမ်ချလိုက်သည်။တစ်ချိန်တည်းလိုလိုမှာပင်လေထဲမှာပြန်တန်းလာသောအတန်တတန်နှင့်အတူကញင်ပင်ပင်စီတွင်ဒုတ်ခနဲမြည်တံပေါ်လာသည်။မိတိုင်းအလင်းရောင်တွင် ပင်စီ၌စိုက်နေသောမြားတစဉ်ရန်သူကျွန်ုပ်၏အော်ဟစ်တန်ကတောအုပ်တစ်ခုလုံးရိုက်ခတ်သွားသည်။ခင်နန်းဆက်စီမှတယုံယုံအတံများပေါ်လာကတောအုပ်ဤအမောင်နှင့်မိတိုင်ဤအလင်းထဲ၌ ရိတ်ခနဲရိတ်ခနဲရန်သူများကိုတွေ့လိုက်ရသည်တောပုံဓမြတွေတင်းထန်သောတိုက်ပွဲဖြစ်ပေါ်လာသည် မိတိုင်းလင်းရောင်မှထွက်ကအမောင်ထုထဲသို့ကျွန်ုပ်ခုံဝင်လိုက်သည်မြင်းဟီတံများဓားသွာခက်တံများဖြင့်ရုတ်ချင်းပင်ငရဲပွက်တလို့ဖြစ်သွားသည် မိတိုင်းများမှာအလင်းအားဖြော့တော့နေကြပြီဖြစ်ရာရန်သူများကိုတဲကွဲစွာမတွေ့ရဘဲတစ်ချက်တစ်ချက်မှသာပြိုးပြက်သွားသောဓားသွားများကိုမြင်လိုက်ရသည် တောပုတ်တပြများသည်အမောင်ထဲ၌ကျွမ်းကျင်စွာမတိုက်ခိုက်နိုင်ကြကြောင်းကျွန်ုပ်ချက်ချင်းသိလိုက်သည်သူတို့သည်အတိုက်ခိုက်လည်းမကျွမ်းကျင်တောပုတ်များဖြစ်လျက်တောအုပ်နှင့်အမောင်ကိုလည်းမရင်နှီးတပင်ချုံွယ်များရှုပ်ထွေးနေသည့်အပြင် မလင်းတလင်းလင်းရောင်ကိုအုံပြရသောကြောင့်ကျွန်ုပ်ဤဓာချက်များမှလည်းထင်သလောက်မထီရောက်ကြရုပ်ရုပ်တဲတဲနဲ့ကစင်ကလျာတိုက်ပွဲပင် ရိတ်ခနဲခုံဝင်လာသူဓာဖြင့်တွက်လိုက်သောကြောင့်အတန်အုပ်အုပ်ကြီးက မှောင်ထဲ၌ကြောက်ွယ်ပြေးဝင်သွားသူများဖြင့်ရှုပ်ထွေးနေသည်ကျွန်ုပ်မှလည်းကញင်ပင်ကြီးကိုကြောဖြင့်အပ်ထားခြင်းဖြင့်နောက်ကြောဘက်မှရန်သူကို အကာအကွယ်ယူထားရပြီးတစတစချိနဲ့လာသောမိတို့အလင်းရောင်တွင် ပေါ်လာသည်မရန်သူများကိုသာ မှန်းဆ၍တိုက်ခိုက်နေရသည်ထိုစဉ်မိုက်မဲသောသည်မတယောက်သည်ကញင်ပင်ကွာစုံတွင်တင်ထားသောမိတို့အလင်းရောင်အောက်သို့ဝင်လာသည် မိတို့လင်းရောင်ကမှိန်ဖြော့နေတော့လဲပြစ်ကွင်းကမူအထင်ရှားပင်တပြားစီတို့ဓမြောင်ဖြစ်ပြစ်ဆိုင်ရန်ခါးစီချိုးအကြားမှဓမြောင်ကိုကျွန်ုပ်ဆွဲထုတ်လိုက်သည်သို့သောဓမြ၏ရေအောင်တို့ချိန်ရွယ်ပြီးသားလက်ထဲကဓမြောင်ကိုပြစ်လွတ်ခံဤတည်င့ကာလလေး၌မမျော်လင့်သော အရာတစ်ခုကိုကျွန်ုပ်တွေ့လိုက်ရသည်ထိုအရာကြောင့်ကျွန်ုပ်၏ဓမြောင်သည် မဆိုးစလောက်နောက်ကျသွားခဲ့ရာ ရန်သူသည် အမှောင်တွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော်သည် ရုတ်ရုတ်သေးသေးတိုက်ပွဲကိုပင်ကျွန်ုပ်မေ့သွားသည်လုံးဝမမျော်လင့်သောအရာမယုံနိုင်လောက်အောင် တွေ့မြင်လိုက်သောအရာ ထိုအရာကတောပုံးဓမြဟု ကျွန်ုပ်ထင်ခဲ့ပြီးတစ်ချိန်လုံးအမောင်ထဲတွင်တိုက်ခိုက်ခဲ့သောရန်သူ၏ကိုကျက်အဝိအရိမရဏပူရကလန်စစ်သည်ဝစ်ဆုံအတိုင်းမသိအံ့အားတင်ခြင်းဖြင့်ကျွန်ုပ်ကြက်သေးသေးသွားစင်မှာပင် အမောင်ထဲမှ အော်ဒန်တစ်ခုကြားလိုက်ရသည်ရဲမက်တို့ပြန်ဆုတ်ကြ တိုက်ပွဲအခွင့်မတားဘူးရာဇကုမာရဒီဒီချိန်တော့တင့်တက်ရှင်နေလိုက်အောင်ပေါ့အမောင်ထဲတွင်ဖီယိုဖီးရဲ့စုတ်ခွာ သွားတံများ ကြားလိုက်ရသည် တောအုပ်ဒီလဲအမောင်ထဲ၌ပြန်လည်ငြိမ်သက်သွားသည် ထိုငြိမ်သက်မှုတွင်တဖြည်းဖြည်းဝေးလံသွားသော မြင်းခွာတံများကိုကြားရသည်တောပုံတပြများမဟုတ်ရန်သူကအရိမတနာပူရမကလန်စစ်သည်များမိတို့များချက်ချင်းပြန်ထုံးကြီးလိုက်ကြသည် ကျွန်ုပ်ဤရဲမှန်များတူတယောက်မြအသေးပြောင်းမရှိဒံယာအနာဒရရကြယုံသာရှိသည် မြင်းများလည်းဘာမှမဖြစ်ကြတောအုပ်ဤအမောင်ထုကကျွန်ုပ်တို့ကိုရော ရန်သူကိုပါအခက်ကြုံစေခဲ့သည်သို့သောတိုက်ပွဲကိုကျွန်ုပ်စိတ်မဝင်စားတော့မိအောင်တွင် ကျွန်ုပ်မြင်လိုက်သောရန်သူဤဝိစုံသည်သာအကြီးကျယ်ဆုံးပြဿနာဖြစ်နေသည် ကျွန်ုပ်ပင်မျက်စိမှားခဲ့သလား ရှင်သားကိုတော်ကြီးကျွန်တော်မျိုးတို့ကိုတိုက်တာတောဘုံဓမြတွေမဟုတ်ဘူး။ဘာရဲမက်တရားဤအမောတကောပြောတဲ့အကြောင်းကျွန်ုပ်ပို၍တုံ့နှုတ်သွားသည်။ရဲမက်သည်အခြားရဲမက်များနှင့်အချင်းချင်းကြီးလျက်သူတို့ဟာအရိမရဏပူရကလန်စစ်တီတွေပဲအရှင်သား။ကျွန်ုပ်ညက်စီမှားခြင်းမဟုတ်တော့ပြီ။အားလုံးပင်ရန်သူကိုမြင်လိုက်ကြရပေပြီ။အလိုလေဘလို့ဖြစ်တာလဲ။ငါတို့ကိုနေပြည်တော်ကစစ်တီတွေကတိုက်တဲ့လား။ ဘာတွေဖြစ်ကုန်ကြပြီလဲရဲမတ်တူကကဒုံကရင်ရေရွတ်သည်ကျွန်ုပ်ဤလက်ယုံသွေးကြောများ၌တစစ်စစ်ကြိုက်ခဲလာသည်သူတို့စုပ်အသွားမှာအော်ဒန်ကြားလိုက်ပါသေးတယ်အရှင်သားကိုအမိတက်ပြီးဒီကြိမ်တော့အသက်ရှင်နေလိုက်ပုံအသက်ရှင်နေလိုက်အောင်ပေါ့တဲ့ကျွန်ုပ်ဘာစကားများမဆိုနိုင်ဟောဒီမှာစူးချုံနဲ့ညှိကြံခဲ့တဲ့ကိုကြက်ဖြင်စအပိုင်းမှာအရှင်သား ရဲမတ်တူယူလာပြသောဖြင်စအပိုင်းငယ်ကိုကျွန်ုပ်လှမ်းယူကာမိအောင်တွင် ကြည်လိုက်သည်ငှက်ခါရောင်ဖြင်စအရိမရဏပူရနန်းတော်တွင် ခမဲတော်မင်းကြီးမှအပအရိမရဏပူရနန်းတော်တွင်ခမဲတော်မင်းကြီးမှအစမင်းဆွေစိုးမင်းမင်းမျိုးတို့အတွက် ကိုပိုင်ကိုရန်တော်တက်ဆောက်ကလန်အဖွဲ့များအားအယောင်အသွေးအသီးသီးခွဲခြားပေးထားရ၌ဤငှက်ခါရောင်က အလောင်းစီသူဤ ကလန်တက်ဖွဲ့အရာဖျားဖျားဒါဒါရဲမက်ဦးကဘလုံးပထွေးရေရွတ်သည်ရှုပ်ထွေးသော တိုက်ပွဲဖြစ်နေစဉ်ကတည်းကကျွန်ုပ်တင်းကားမကင်းရှိခဲ့သည်တောပုံတပြများဖြစ်ပါလျက်တောလဲမကျွမ်းအမောင်ကိုလည်းမကျွမ်းကြပါကလားဟုတွေးမိခဲ့သေးသည်ယခုက အဖြစ်မှန်ကို တွေးကြရပြီ သူတို့သည်တောပုံတပြများမဟုတ်အလောင်းစီသူဤကလန်တက်ဖွဲ့မှစစ်တီများပေတကား ရန်သူအစ်စ်မှန်သည်ဘွားကနေထွက်ပေါ်လာခဲ့ခြေပြီးလက်ဖွားပြင်သေးသို့လက်ချောင်းများနှိမ့်မြုပ်သွားမသက်လက်သည်ဆုပ်လိုက်ပြီးမှခက်ခဲစွာပြန်ဖြေလိုက်ရသည်ရဲမတ်များကိုစုယုံခိုင်းလိုက်သည်ထို့နောက်အသက်ပြင်းပြင်းတစ်ချက်ရှိုက်ခါကျွန်ုပ်သူတို့ကိုပြောသည်အားလုံးနားထောင်ကြဒါအမိတ်ဒီတိုက်ပွဲအကြောင်းကိုမင်းတို့အားလုံးဒီမှာပဲထားခဲ့ကြဘာမှမဖြစ်ခဲ့ဘူးလို့သဘောထားလိုက် ချင်းချင်းတောင်မှစကားဆက်ပြီးမပြောရဘူးနားလေလားမင်းတို့အားလုံးဟာတနေ့ငါ့ရဲ့သူကောင်းပြူချင်းကိုခံရမဲ့တစ္ဆာတော်ခံတွေလို့ငါနားလေခြင်းတယ်ကြလားသူတို့အားလုံးဒူးထောက်လျက်တစ္ဆာခံကြသည်အရှိတ်ကောင်းခင်တွင်အယုံတန်းလာသည်မြင်းတွေပြင်ခီးဆက်ကြစို့မေမေဤကျမ်းမာရေမေမေယောဂါတတပြောက်ကင်းရေထို့နောက်ရန်သူအစစ်မှန်ကိုတုတ်တင်ရှင်းလင်းရေဒီဟုသော ဥတီရည်ရွယ်ချက်နှစ်ခု ဖြစ်လာသောအခါကျွန်ုပ်ဤပြည်ဝင်ခီးသည်များစွာမှပင်အတိတ်ပဲလေးနက်ကျွယ်ဝခဲ့ပေပြီ ဝက်ကြီးရင်ကိုကြော်ဖြတ်ချိန်၌လင်းအာယုံသည် ကောင်းစွာဖြန့်ကျက်ပေပြီထို့အတူပင်တစ်ချိန်လုံးလုံးရက်လာနှစ်များစွာ ဝေဝါထွေပြားစွာဖြင့်ကျွန်ုပ်ဤအတွေးစဉ်၌ရှုပ်ထွေးနောက်ကြည့်ခဲ့လေသောချီတုံချတုံ ဖြစ်ခဲ့ရလေသောတက်ချီတက်ချီဖြစ်ခဲ့ရလေသော ခက်ခဲရှုပ်ထွေးသည့်ပြဿနာကြီးသည်လဲလင်းချင်းတောက်ပခဲ့ပေပြီ အလောင်းစီသူဘုံတမတောက်ပလာကတိုင်းသားပြည်သူတို့၏လေးမြတ်မှုကို ခံယူလာသည့်ကျွန်ုပ်ရာဇကုမာရအားရင်ဝင်ပိုက်ပြီးသေးကားဖြင့်ရရှိထားသော သူထီနန်း၏ရန်စွဲရန်ညောင်းဟုဒင်းတတ်မှတ်ပေပြီရန်သူအစ်မန်ကို နီးကပ်စွာပျောက်ဆုံးနေသောကျွန်ုပ်အတွက် သူ့ဘက်မှစတင်ကရန်သူပါဟုကြွေးကြော်ပြတာထင်ရှားစေခဲ့ပြီကျွန်ုပ်လုံးရမည်အလုပ်လဲယခုမှပင် ပြတ်သားပေါ်လွင်ခဲ့ပြီအိုမင်းမစွမ်းရှိလေတော့ခမဲတော်ဒီလဲအေးအရာမဟုတ်မတော်ရွှေင်တဲ့ဒီလဲတကယ်တမ်းထဲ့သွင်းစဉ်းစားစရာမဟုတ် ကျွန်ုပ်လောက်ရမည်အလုံးမှာမမဲကိုကျမ်းမာရွှေလန်းစေရေထို့နောက် အလောင်းစီသူကိုတုတ်တင်ဖယ်ရှားကအရိမရဏပူရထီးနန်းကို ထိုက်တန်စွာတိမ့်ပိုက်ခံယူရေးဟုတ်ကဲ့ပါရှင်စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရှင်းနာလိုက်ပြစီနော်နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာပေးကင်းကြပါစေ